မိဘဆိုတာမိဘတိုင်းမိကောင်းဖကောင်းဖြစ်တာမှမဟုတ်တာနော်မိကောင်းဖကောင်းမဖြစ်ဘူးလေတချို့မိဘကဘုတရားကြည်မကြည်ယုံနေမကဘူးကိုချင်းတရားမကောင်းတဲ့မိဘရောရှိနိုင်တာပဲလေအဲ့လိုမိဘကငါးပါးသီလမလုပ်ဘူးဆိုပါစို့ကိုချင်းတရားမကောင်းဘူးအဲ့ဒီလိုကိုချင်းတရားမကောင်းတဲ့မိဘကို သာသမီကစော်ကားရင်ရော အပြစ်ရှိသလားလို့ဒီလိုမေးလာကြမေးလာတဲ့အခါကျတော့ဂျေဇုဆိုတာဂျေဇုပဲလေဂျေဇုဆိုတာဂျေဇုတရားမိဘကသာသမီနဲ့ဘယ်သူကအရင်မွေးတာတုန်းဆိုမိဘအရင်မွေးတာမိဘအရင်မွေးလိုက်လို့မိဘကကိုယ်ကိုစောင့်ရှောက်ပြီးတော့ဒီလောကကြီးတဲ့လက်ခံလိုက်လို့ကိုယ်ကဒီလောကကြီးတဲ့ရောက်ထားလို့ဆိုတော့ မိဘရဲ့ကျေးဇူးဟာကိုယ့်ဘောမှာရှိနေတယ်။ဘယ်လိုနည်းနဲ့မှမိဘကိုစော်ကားလို့မရဘူးဒါ။မိဘကိုစေရနာဇိုးနဲ့တေစီလိုတဲ့စိတ်နဲ့ဒေါသနဲ့မိဘကိုတတ်မယ်ဆိုရင်တော့မာတုကရကပိတုကရကခံထိုက်တာပဲ။ဆိုတဲ့မိဘဖြစ်ဖြစ်ကောင်းတဲ့မိဘဖြစ်ဖြစ်ဘယ်မိဘပဲတောင့်တောင့်ဘယ်မိဘပဲတတ်တတ် မိဘကအရက်တွေဘလို့တောက်နေနေအကျင့်စာရိတ္တဘလို့ဆိုးနေနေအကျင့်စာရိတ္တဆိုးတဲ့မိဘကို သာသမီကနေပြီးတော့ဟိုစောကားမယ်တပ်ဖြတ်မှုကျุလွန်မယ်ဆိုရင်တော့တပ်ဖြတ်မယ်ဆိုရင်တော့မတုခရကပိတုခရခံထိုက်တော့ပဲမထိုက်ဘူးလို့မရှိဘူးเนาะဘာလို့လို့ဆိုတော့အဆင့်ကိုကမိဘအဆင့်ကိုကသာသမီအဆင့်ပဲဒီနှစ်ခုကပြောင်းလဲပြင်လို့မရဘူး ပြောင်းလဲပြစ်လို့မရဘူးကိုကမိဘနေရာမှာမဟုတ်ဘူးသာသမီနေရာမှာပဲရှိတယ်လောကကြီးလာခွင့်ပြုထားတဲ့ခြေဆုကကိုခြေဆု तू မကောင်းတာကိုနဲ့မဆိုင်ဘူး तू မကောင်းတဲ့အကုသိုလ်က तू ပဲခံရမှာကိုနဲ့မဆိုင်ဘူးကိုမကောင်းလို့ရှိရင်ကိုခံရမှာဒါဒီလိုတွေးဖို့လိုအပ်တယ်ပေါ့နော်မိဘမိဘပဲမိဘကိုစော်ကားလို့ရှိရင်မိဘမကောင်းလို့ပဲစော်ကားစော်ကား စော်ကားတဲ့အပြည့်ဟာကိုယ်အပြည့်။ဘာဖြစ်လို့အပြည့်ဖြစ်ရတော့ဆိုဣမတ္တလောကတဓာတိတာတော့ကိုယ်ဒီလောကယူလာခွင့်ပြုထားတာအခြေစိုးကြောင့်ပဲ။လောကလူတွေကတခုကူညီလိုက်ရင်တော့ကျေးဇူးတင်ပါတယ်လို့ပြောလို့ရှိကြတယ်။အကြီးအကျယ်ကူညီထားတဲ့မိဘကြတော့ကျေးဇူးတင်ရအောင်မှမသိဘူးနော်။ ကျေးဇူးတင်ရကောင်းမှမသိပဲနဲ့ရန်စကားပြောတာရှိသေးတယ်ခမကြီးတို့အွာလုံးလို့ကြုံမွေးတာဘာမှမဖြစ်ဘူးဆိုပြီးတော့နော်အဲ့ဒါလို့လဲပြောရကြတယ်မဟုတ်ဘူးအွာပြူတိုင်းမွေးမှာမဟုတ်ဘူးနော်အခုကဘောရှင်းစာရှိတယ်လေအဲ့ဒါကိုလာခွင့်မပြုဘူးဆိုလို့ရှိရင်ဒီကနေ့ခင်မှာလာခွင့်မပြုတာတွေအများကြီး family planning ဆိုပြီးတော့လုပ်ပြီးတော့မိသားစုထဲမှာတယောက်ပဲလက်ခံမယ်နှစ်ယောက်ပဲလက်ခံမယ်အခုကန့်တတ်ပုံပြီးနော်တယောက်ပဲလက်ခံမယ်နှစ်ယောက်ပဲလက်ခံမယ်ကန့်တတ်ဒါကျနိုင်လာလို့မရဘူးဟာကျနိုင်လာလို့မရလာကျနိုင်လာလို့ရနေတာတော့တော်ခြုံပုတ်ထဲကဟိုဟိုတဲဆုပ်နဲ့အိမ်ဒီမှာတော့လာကျနိုင်လာလို့ရချမ်းသာတဲ့လူကတော့လာကျနိုင်လာလို့မရဘူးဆိုကန့်တတ်တွေလောက်ကြအခုခက် ကဘာနဲ့တဝန်းကန့်သတ်မှုတွေလောက်လာကြပြီဒါဆိုရမှုတခုလို့ပြောရမှာပဲเนาะမနုတ္တတဘာဝတုံလဘောလူ့ဘဝရဖို့ခဲနေဆိုတာဒီနေ့တရုတ်ပို့ပြီးတော့ထင်ရှားလာတယ်ဟောထင်ရှားလာတယ်တချို့နိုင်ငံတွေမှာတော့ဥပဒေနဲ့သတ်မှတ်ပြီးတော့အဘောရှင်မလုပ်ရဘူးလို့ရင်ပြစ်တယ်ပြစ်မှုကျွလွန်းတယ်တချို့နိုင်ငံတွေကျတော့တရားဝင်လောက်ခွင့်ပြုထားတဲ့နိုင်ငံတွေရှိသေးတယ် တရားဝင်လောက်ခွင့်ပြုထားတဲ့နိုင်ငံတွေဟာတရားဝင်လူသတ်ခွင့်ပေးထားတာနဲ့မတူဘူးလားအေးလူလောကလို့ဒီလူရဲ့လူလို့တတ်မှတ်တဲ့ချက်ချင်းလည်းမတူကြဘူးစေပညာက လူလို့တတ်မှတ်တာဒီလှုပ်ရှားလာပြီးတော့တက်ရှူလာမှ အဲ့ဒီအဆင့်ရောက်မှလူလို့သတ်မှတ်တယ်သူကလူလို့သတ်မှတ်တယ်ဗုဒ္ဓကတော့အဲ့ဒီလိုမဟုတ်ဘူးမြတ်စွာဘုရားကလူလို့သတ်မှတ်တာဘယ်ချိန်ကစသတ်မှတ်တုံးဆိုလို့ရှိရင်ဟိုဘဝကသုတိစိတ်ကြပြီးတော့မိခင်ရဲ့ဝမ်းထဲမှာကလလရေကြီးလို့ဆိုတဲ့အမတန်မှသေးငယ်တဲ့အဆက်ပြောက်ကလေးတည်းမှာရှိတဲ့ပရိဒေရီဝိညာဉ်စိတ်နဲ့စေတသိက်ကမ္မစာယု30အဲ့ဒါနဲ့ဖွဲ့စည်းထားတဲ့ ရေပေါက်ကလေးလောက်ရှိတဲ့အနေထားလေးကစားပြီးတော့လူလို့သတ်မှတ်တယ်ခင်ဗျာအဲ့ဒီဟာကိုဘာဖြစ်လို့အသက်ရှိတယ်လို့အသက်ရှိတယ်မရှိဘူးလို့ဘယ်လိုလုပ်သိရမလဲလို့ဆိုရင်ရှင်းပညာအစိုးရကတော့သူကအသက်မရှိသေးဘူးဆိုရင်အသက်မရှိသေးဘူးလို့လူယူဆတယ်နဲ့တူတယ်နော်အသက်ဆိုဒီမှာ အသက်ရှူသည်ဖြစ်စေမရှူသည်ဖြစ်စေနှလုံးခုန်သည်ဖြစ်စေမခုန်သည်ဖြစ်စေအသက်ဇီဝိတရဲ့အထိပ္ပယ်ကဒီရေကြီးပေါက်ကလေးတဖြည်းဖြည်းချီထွားလာအောင်ဒီထိမ့်သိမ့်ဆောက်ရှောက်ထားတာဒီရေကြီးပေါက်လေးပုတ်သွမသွအောင်ထိမ့်သိမ့်ဆောက်ရှောက်ထားဖို့ဘုရားရဲ့အဆုံးအမကအသက်လို့ခေါ်တယ်။နော်။ဒါကြောင့်မလို့အသက်ဆိုတာကိုဥပမာပါနဲ့ပေးတော့ဆိုရင်ရေနဲ့ကြာဥပမာပေးထား ရေဟာကြာကိုလမ်းဆန်းပွင့်လန်းနေအောင်ဆောက်ရှောက်ထားတယ်လို့ပဲဇီဝိတကလည်းပဲသူ့ရဲ့ရုပ်ခန္ဓာနာမ်ခန္ဓာကိုဆက်လက်ရှင်သန်နေအောင်ထိန်းသိမ်းဆောက်ရှောက်ထားတယ်ဒီလိုပြောတာအကယ်၍အသက်မရှိတော့ဘူးဆိုရင်အခုလူ့ဘဝရောက်လာပြီးအသက်ရွယ်ရလာပြီးတော့အသက်ချုပ်သွားပြီဆိုလို့ရှိရင်၃ရက်လောက်နေလို့ရှိရင်ဘာဖြစ်လဲပုတ်လားအဲ့ဒါအသက်မရှိတော့တာတိကျ အကယ်၍အသက်ရှိနေသေးတယ်ဆိုရင်မေ့မျောနေတဲ့ပုဂ္ဂိုလ်တရားဟာတလားမေ့နေနေတနည်းမေ့နေနေဒီတစ်ခါတော့နိုင်ငံခြားမှာဆိုအနှစ်15နှစ်အနှစ်20မေ့နေရှိတယ်လေအသက်မရှိဘဲနဲ့အသေးလိုဖြစ်နေဒါပေမဲ့မပုတ်ဘူးမပုတ်တာပါဆိုအသက်ရှိနေသေးတယ်အသက်ဆိုတဲ့ဇီဝိတာက protect လောက်ထားထိမ့်သိမ်းဆောင်းဆောင်နေတယ်ဒါဒါမို့မပုတ်တာနော်ဆက်လက်ပြီးတော့ဖြစ်နေတာ ပုတ်တိုးပြီးတော့မသွားဘူးတဲ့ ကဲအသက်မရှိတော့ဘူးဆိုရင်ပုတ်တိုးသွားတယ်ဒီလိုဆိုတာပေါ့ဒါကြောင့်မို့မိခင်ရဲ့ဝမ်းထဲမှာအသက်ကဘယ်ချိန်ကစတာတုံးလို့မေးလို့ရှိရင်ကလလရဲ့ကြီးကစတယ်လို့ဒီလိုပြောတာအဲ့ဒီအချိန်ကစပြီးဘောရှင်းလုံးလို့မရဘူးယဟန်နေဆိုလို့ရှိရင်အဲ့ဒီအချိန်မှာဆေးကိုဝန်ကြသေးမျိုးတော့ပြီးတော့သေးသေးလိုတဲ့စိတ်နဲ့ပြီးရင်ပါရစီကကြာ လူတတ်မှုဖြစ်လာအဲ့ဒီနေရာမှာဒီလိုတရုတ်ခွဲလို့ရမိဘကကိုချင်းသီလမရှိဘူးသာသမီးကကိုချင်းသီလရှိသာသမီးကကိုချင်းသီလမရှိဘူးမိဘကကိုချင်းသီလရှိတယ်သာသမီးရောမိဘရောကိုချင်းသီလမရှိဘူး now သာသမီးရောမိဘရောကိုချင်းသီလနဲ့ပြည့်စုံတယ်လို့ဟော၄မျိုး မိသားစုကိုလေးမျိုးဒီလိုခွဲလို့ရတယ်။ဘယ်လိုအနေထားမှာပဲရှိရှိတန်သမီးစီမိဘကိုစော်ကားရင်ဖြစ်ရှိတယ်။ဘယ်လိုမိဘမျိုးပဲဖြစ်ဖြစ်စော်ကားရင်ကိုကတန်သမီးဖြစ်ခြင်းကြောင့်ကိုယ့်ရဲ့ယာတုကနေမိသားပဲလေ။နေမိသားဆိုတော့အထက်လူကြီးကိုပြန်ပြောမြှုပ်မှုနဲ့အဲ့ဒီမှာသူကဖြစ်ရှိတာပဲ။ ါကိုတစ်ဖက်သက်လို့ပြောရမှာလားဆိုဘယ်ဟုတ်မလဲနော်ဂျေစုတရားဆိုတာဟာကိုယ့်ရဲ့အရင်ရောက်တဲ့ကကိုယ့်ကိုလှုပ်ပေးထားတဲ့ဂျေစုတရားဆိုတာရှိတယ်တင်းနေတာကိုယ်ကဂျေစုတင်းအေးဒါကြောင့်မလို့ကိုကျင်တရားကောင်းတဲ့မိဘပဲဖြစ်စေမကောင်းတဲ့မိဘပဲဖြစ်စေသားသမီးကစော်ကားလို့ရှိရင်တော့ဒီအပြစ်ရှိတာပဲ